hello အားလုံးပဲမိင်္ဂလာပါဘိုးမန်ချန်ကနေကြိုဆိုပါတယ်ဆိုတော့ international break နာပြီးတော့ကျွန်တော်တို့ဒီအသင်းနိုင်ငံသင်းကိုစီက World Cup qualify နေပါတယ်ကျွန်တော်ကစားကြဖို့ကျွန်တော်ရှိတယ်ပေါ့လေအဲ့ဒီကမှထုံးစံတိုင်းကျွန်တော်တို့ဒီ England လူစင်းရင်းနဲ့ပတ်သက်လို့လူစင်းရွေးချယ်မှုတွေမှာ controversy ဖြစ်စီရတယ်ကျွန်တော်ရှိနေပြန်သေးတယ်ဆိုတော့ England ပြည်သက်တီနေနေရောလက်ရှိကျွန်တော်လာမယ့် Wales တို့ဘာလို့လဲရှင်ပြိုင်ကစားမယ့် England သင်းရဲ့ World Cup qualifying လူစင်းရင်းကိုဘယ်လိုမြင်냐လဲကျွန်တော်နည်းနည်းဆွေးနွေးကြည့်အောင်မနော်ဆိုတော့ ဒီထဲမှာနီးပြတောမက်ဒူချေကတော့ဂိုးသမား၃ယောက်အနေနဲ့ပေါ့နော်ဒင်းဟန်နဆန်ကိုကျွန်တော်ယူရတယ်ဂျော်ဒန်ပစ်ဖို့ကိုကျွန်တော်ယူရတယ်ဂျိမ်းစ်ထရက်ဖို့ကိုကျွန်တော်ယူရတယ်ပေါ့နော်ဒါဒီ၃ယောက်ကတော့လက်ရှိအင်္ဂလန်ရဲ့အကောင်ဆုံး၃ယောက်ပေါ့လေတော့အင်္ဂလန်မှာဂိုးသမားကောင်းကဘယ်သူမှမရှိဘူးကျွန်တော်ဂိုးသမားကောင်းကဘယ်သူမှမရှိဘူးဒီတက်ပူကောင်းတဲ့ဂိုးသမားတွေလည်းမရှိဘူးဆိုတော့ဒီ၃ယောက်ကျွန်တော်ယူလာတယ်အဲ့ဒီတက်ကမှနံပါတ်၁ကဘယ်သူလဲကျွန်တော်သိတဲ့အတိုင်းပဲပစ်ဖို့နေပဲကျွန်တော်သွားမှာပေါ့နော်ဒင်းဟန်နဆန်ကပူကောင်းနေပြီမဲ့လေလို့ပေါ့ဗျာနောက်တက်မှာဆိုလို့ရှင်ဒန်ဘန်ပါမယ် နျူကာဆယ်မှာတော်တော်လေးစွမ်းဆောင်ရင်ကောင်းပြနေတယ်ဗောနော်ပြီးလို့ရှိရင်ဂေဟီပါမယ်ခရစ်စတယ်ပဲလစ်မှာတော်တော်အရေးပါလေးကစားမှာပါတကယ်လည်းပဲကောင်းတဲ့ performance တွေကျွန်တော်ပြနေတယ်ဂျိမ်းစ်ပါမယ်ဆိုတော့ဂျိမ်းစ်ကတော့ injury ပြဿနာနဲ့ပတ်သက်လို့ရှိရင်စိတ်ပူစရာရှိတဲ့အတွက်မာရက်စကာက ပွဲတိုင်းပွဲတိုင်းမိနစ်90အပြည့်မတုံးမင်းနဲ့သူ့အနေနဲ့သူယူတီတီချရာလေးကင်တွင်နေရတယ်။ဒါပေမဲ့လည်းသူ့ရဲ့ swing ဆောင်ရည်ကကျွန်တော်တို့ကကောင်းကောင်းမြင်နိုင်နေပေါ့နော်။ James နဲ့ပတ်သက်လို့ရှိရင်စိတ်ပူစရာဆိုလို့ကျွန်တော်တို့ကဒီဟွာပဲရှိတာဘယ်လိုပြောမလဲ။ injury ပြဿနာပဲကျွန်တော်ရှိတယ်။ swing ဆောင်ရည်ကမေကွန်ထုတ်စရာလိုတဲ့တယ်မှာမပါဘူးဆိုတော့ပေါ့နော်။ concern လည်းမစိုးဘူးပေါ့နော်။ concern လည်းမစိုးဘူး။ဒီရာဒီမှာ Aston Villa ကအသင်းလိုက်ခြေစွမ်းနေတိုင်ပတ်နေတယ်ဆိုပေမဲ့လည်း ကွန်စာတို့ဘာလို့ပေါ့နော်ကျွန်တော်ဒါပါလာတယ်ဆိုတာမျိုးကတော့ဒါမဆူဘူးလို့ကျွန်တော်ပြောရမယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်ဒါ Louis Kelly ပါမယ်၊ Quan Sa ပါမယ်၊ Spence ပါမယ်၊ Joe Stones ပါမယ်ပေါ့နော် John Stone ပါမယ်။ John Stone ကလည်းပဲလက်ရှိကျွန်တော် Manchester City မှာတကယ်တမ်းကအဲ့လောက်ကြီးကြီးကစားခွင့်ရမနေဘူး။ဆိုတော့ဟို Chelsea မှာဆိုလို့ရှိရင် Chalobah တို့ဘာလို့ကျွန်တော်ရှိတယ်ဗျာ။ ဆိုတော့ဟိုကစားနေရတယ်တကယ်လည်းပဲဖောင်ကအဆင်ပြေတယ်လို့ဖြစ်နေတယ်ဒါအနီကပါညာတော့ကံမကောင်းတာပါဒါပေမဲ့လို့ပွဲကစားကွင်းအများကြီးတိတ်မရတဲ့ John Stone တို့နော်ပြီးလို့ရှိရင် Liverpool ကို ရောက်နေတဲ့ Quansar တို့လို့ကစားမမျိုးတွေကိုသူရွေးထားတယ်ချာလိုပါတို့ဘာလို့လဲကျွန်တော်ပါမလာဘူးပေါ့နော်နောက်တစ်ခုက Louis Scaly ကိုသူရွေးမထားဘူးအော်ရွေးထားတယ် Scaly ကိုရွေးထားတဲ့နေရာမှာ left back စစ်စစ်ပေါ့နော်ကစားနိုင်နေသူတိတ်မပါလို့လို့ပဲလို့ကျွန်တော်ထင်တယ်ဒါပါတော့ Spence တို့ဘာလို့ဆိုလို့ရှိရင် နီးပြတော့မှာပါလေ Franks ရဲ့လက်အောက်မှာဘဲချမ်းမှာကစားနေတယ်။ဒါပေမဲ့ left back 66ဆိုလို့ဒါ Louis Kelly လို့ရှိမယ်။တကယ်တမ်းက Skelly ကအဲ့လောက်ကြီးကြီးပွဲကစားခွင့်အများကြီးရမနေဘူး။ Calaviori ကိုဒီရဒီမှာကြော်ပြီးတော့နေရာရမနေဘူး။ဒီရရမနေဘူးလေမဒီကောင်လေးရတတော်ကောင်းနေတယ်မှာပါတယ်တော်တော်အဲ့ဒီမှာ तू तू ရွေးထားတာနဲ့ပတ်သက်လို့လေ तू ပြောထားတယ်ပေါ့နော်အဲနောက်တစ်ခုကျွန်တော်ကွင်းလေကိုကြည့်ရရင်ကျွန်တော်ဒါ Ilio Anderson ပါမယ် Nordian Forest ကနော် Morgan Gibbs White ပါမယ် Nordian Forest က ဂျော်ဒန်ဟန်နဆန်ပါမယ်ဘရန်ဖူကပြီးလော့ဒစ်ချီပါမယ် AC မီလန်ပါတယ်နော်ပြီးလို့ရှိရင်ရိုက်စ်နဲ့မော်ဂန်စရိုဂျာစ်တို့ကစားမတွေပါတယ်ဆိုတော့အဂျမ်ဝါတန်ပါမလားဘူးနော်အဂျမ်ဝါတန်ပါမလားဘူးဂျူးဘယ်လင်ဂန်ပါမလားဘူးဆိုတော့အဲ့ဒါကလည်းနေပြောရဖြစ်သွားတယ်ဘာလို့လဲဆိုတော့သူကလူးဝစ်ကယ်လီကိုယူရုံကကျတော့ဗောနော်သူကဒီအကြောင်းပြချက်ကတမျိုးပြောပြီးတော့အဲ့လိုမျိုးဆိုလို့ရှိရင်ဘယ်လင်ဂန်ကပါကူပါမှာ ြေတနာကဘယ်လင်ငန်ကိုကြတော့သူပြောတာနေကမညီဘူးဖြစ်နေတယ်ဆိုတော့ဂျူးဘယ်လင်ငန်ပါမလာဘူးဒါပေမဲ့လူးဝစ်ကယ်လီကပါလာတယ်နှစ်ယောက်စလုံးကတော့မတူညီတဲ့ position တွေပေါ့လေဒါပေမဲ့သူရွေးချယ်တဲ့ပုံစံအရသူအကြောင်းသူပြောတဲ့အနေထားကတကယ်တမ်းကဘယ်လင်ငန်ကိုရွေးရမှာသူပြောတဲ့ပုံစံဆိုရင်လူးဝစ်ကယ်လီကိုပါညာဆိုလို့ချင်းအများကြီးကစားမနေရတော့သူ့ရဲ့ rhythm ကိုမတွေ့ရဘူးเนาะအဲ့တော့ကျွန်တော်မရွေးဘူးမရွေးရမှာသူတို့လည်းပဲစကယ်လီကိုကျတော့သူရွေးလာတယ် ဒါပေမဲ့ဂျူးပယ်လီငန်ကိုအဲ့လိုမျိုးပေါ့နော်ဒါသိပြီးတော့အချင်းကြီးမကောင်းသေးလို့ဆိုတဲ့ပုံစံမျိုးနဲ့သူထားခဲ့လိုက်တယ်ပြည်ထနာကအဒမ်ဝါတမ်လို့ကောင်းပါနေဆိုတဲ့ကစားမှာပါမလာဘူးဝါတမ်ဟာတော်တော်ကောင်းတဲ့ကစားမှာကျွန်တော်လက်ရှိပြကျွန်တော်ဒီယာဒီမှာဝါတမ်ဘလောက်ကောင်းနေတယ်လဲကျွန်တော်ကောင်းကောင်းတွေ့နေတာပဲပုံမှန်အဖြစ်ဆိုလို့ကျွန်တော်ဟာဂျော်နဟန်အန်ဒါဆန်ပါပြန်ပြီပေါ့ဂျော်နဟန်အန်ဒါဆန်ကြီးဘာလို့ပါရတာလဲပေါ့တကယ်တမ်းကတော့သူတို့ဒီဒီ international break မတိုင်ခင်မှာဂျော်နဟန်အန်ဒါဆန်ကတော်တော်ကောင်းနေတာ brand food မှာဆိုလို့ရှိရင်တူတော်တော်ကောင်းနေတာဒါအပြင် အဲခေါင်းဆောင်မှုအကြီးသွေးကလည်းဟန်နဆန်စီမှာကျွန်တော်ရှိတယ်ပြားသေးလားအဲ့တော့ဂျော်ဒန်ဟန်နဆန်ကတော့ဒီဒီချင်းယူရတာကအဲ့လောက်ကြည့်တော့ပြဿနာမရှိဘူးဒါပေမဲ့လို့ကျွန်တော်တို့ဘယ်လိုပြောရမလဲအဲအဒမ်ဝါတန်မပါတာပြဿနာတော်တော်ကြီးတယ်ဒီရဲကဘယ်ကစားသမားနဲ့မဆိုဝါတန်မြင့်ဆွမ်းဆောင်ရင်ကနိုင်မနေဘူးဗျာ အီဒီယိုအန်ဒါဆန်ဆိုလို့ရှိရင်တအားကောင်းနေတာဒါပေမဲ့လို့ဝါတန်နဲ့တွဲပြီးတော့ကစားလို့ရတဲ့ကစားမမျိုး Rice နဲ့ Warden နဲ့လည်းတွဲပြီးတော့ကစားလို့ရတဲ့ကစားမမျိုးဘာလို့လဲဆိုတော့ Warden ကအငြိမ်ကစားမကို Rice တို့ဘာလို့ကနံပါတ်8ရိုးဒီမှာအာဆင်မှာကစားနေတယ်လို့ကျွန်တော်ကစားလို့ရတယ် Lotte Cheese ဆိုလို့ရှိရင်တော့တိုက်စီကိုလိုက်တာပူကောင်းကောင်းကောင်းနေမယ်เนาะပြီးလို့ရှိရင် Morgan Roger တို့နံပါတ်10ရုပ်ကစားမတွေပါတယ် Morgan Gibbs White တို့နံပါတ်10ရုပ်ကစားမတွေပါတယ်ဆိုတော့ပွင့်လေရွေးချယ်မှုကကောင်းနေပြီမဲ့လေလို့ အဒမ်ဝါတမ်ကိုခြံခဲ့ရလောက်တဲ့ထိတော့အချိန်မဆိုးသေးဘူးဝါတမ်မှာတော်တော်လေးကောင်းနေတဲ့ကစားမနော်ဝါတမ်ဟာတော်တော်လေးကောင်းနေတဲ့ကစားမပါတတော်ကိုကောင်းတာလည်းရှိအနေထားကပြီးခဲ့တဲ့နှစ်တွေကတည်းကအများကြီးကိုသူပူကောင်းလာတာဒါပေမဲ့လို့ကျွန်တော်တို့အနေနဲ့ Thomas Tuchel ကယူမထားဘူးတိုက်စစ်ကိုကြည့်တော့ကျွန်တော်ကျွန်တော် Drew Bowen ရှိမယ် Azzy ရှိမယ်ပါမယ်ပေါ့နော် Bowen ပါမယ် Azzy ပါမယ်ပြီးလို့ရှင် Gordon ပါမယ် Harry Kane ပါမယ် Marcus Rashford ပါမယ် Saka ပါမယ် Oliver Watkins ပါမယ် Jack Grealish မပါဘူး Jack Grealish မပါဘူးเนาะ ဆိုတော့ Jared Bowen ကလက်ရှိ West Ham မှာတော့သူကယုံကန်ကြီးရတဲ့ West Ham မှာတော်တော်ကောင်းအောင်လုပ်ပြထားတာမဆိုးဘူးဗျဒီလားသူ့ကိုယူရတာတကယ်လည်းပြောရင်ကျွန်တော်တို့အဲ့ Bowen တို့ပါတို့ကလက်ရှိမှာကောင်းနေတာကောင်းနေတာဆိုတော့အသင်းလိုက်ကြည့်တာသူတို့ကတိုင်ပတ်နေလို့ကျွန်တော်တို့မမြင်ကောင်းမမြင်လိမ့်မယ်ဒါပေမဲ့ဟို Bowen ကဟိုဗာလဲသူတို့တိုက်စစ်မှာသူတတိယထဲကိုအမှန်ကန်လုပ်ပြနေတာ အဇီကတော့အာဆင်နယ်မှာဆိုရင်သူ့ဟာနေသူအဆင်ပြေသေးုံတော့ပဲကျွန်တော်ရှိတာပုံမှန်ပွဲထွက်ခွင့်တောင်မှပုံတည်ရနေတဲ့အနေထားမျိုးကျွန်တော်ဟုတ်မနေသေးဘူး။ဒါပေမဲ့လို့ဘာလို့သူဆွမ်းဆောင်ကြီးကတော့ဒါ Thomas Tuchel ကသဘောပေါက်ပြီးသား Anthony Gordon ဆိုရှင်အဲ့လောက်ထိကောင်းနေတယ်လို့ကျွန်တော်မထင်ဘူး။ Gordon စာကျွန်တော်သာဆိုလို့ရှိရင်ကျွန်တော် Grealish ကိုကျွန်တော်ရွေးမှာပါ Grealish ကလည်းရှိမှာပိုကောင်းနေတယ်ဗျာသိလား Grealish ဒီလက်ရှိ England left wing မှာကစားနိုင်နေထားပါတော့လက်ရှိ AZ ကစားနိုင်နေဗျာ ြီးရင် Gordon ကစားနိုင်နေဗျာနော် Marcus Rashford ကစားနိုင်နေဗျာ Rashford ထက်တော့ပိုမကောင်းနေဘူးလက်ရှိမှာ Marcus Rashford ကတောက်လျှောက်ဂိုးတွေဇက်တိုက်သွင်းဖန်တီးမှုတွေဇက်တိုက်လုပ်ပြီးတော့အင်္ဂလန်ကိုပြန်လာပြီးတော့မင်းဗါလဲ Newcastle တို့ဘာလို့လဲတွေ့တဲ့ပွဲတွေမှာတော့ဂိုးတွေအမှန်ကန်သွင်းပြီးတော့တောက်လျှောက်ဆိုလိုကောင်းအောင်ကစားပြတာဒါ Barcelona မှာနော်ကျွန်တော်တို့ဒီ left wing မှာပုံသင်နေရာရတဲ့အထီကိုဒီကောင်ကောင်းနေတာဆိုတော့ Greenwood ရက်ရှ်ဖို့တဲ့တော့ပိုမကောင်းဘူးဒါပေမဲ့လို့ကျန်တဲ့ကစားမားတွေနဲ့ဆိုရင် Greenwood ရဲ့ဆွမ်းဆောင်ကြီးကမလျော့နေဘူး လက်ရှိအေဗာဒန်ကို ပြောင်းအပြီးမှသူလွတ်လွတ်လပ်ကစားနေရတဲ့စွန်းဆောင်ရေးအပြည့်အစုံမြင်နေရတဲ့ Play of the Man Awards တွေပါတယ်ကျွန်တော်ရတယ်တကယ် Grealish ရဲ့ခြေသွမ်းကောင်းတွေကိုပြင်မြင်နေရတယ်ဒါပေမဲ့လို့ပေါ့နော်ပါမလာဘူးဆိုတော့ Gordon တို့ပါတော့ကျွန်တော်ပါလာတယ်ဆိုတော့ Oliver Kings နဲ့ Harry Kane ကတော့တိုက်စစ်ပေါ့လေ Saka ကလည်းကျွန်တော်ပြင်ပြီးတော့ပါလာတယ်ဆိုတော့ဘယ်လိုပြောမလဲဒီ Watkins နေနဲ့ပေါ့နော်လက်ရှိမှာ Harry Kane နဲ့ Watkins ပဲကျွန်တော်တိုက်စစ်ကအဲ့လောက်ကြီးအဆင်ပြေနေတာဗျ။ကျန်တဲ့ England တိုက်စစ်တွေမှာဆိုလို့ရှိရင်။ဒါကြောင့်ကျွန်တော်ကြည့်ရင်ဒီပြ Gareth Southgate အနေနဲ့ပေါ့နော်။ ဘယ်လင်ငံကိုမယွေးတာအတံမွာတံကိုမယွေးတာ ပြီးရင် grillage ကိုမယူရတာနဲ့ပတ်သက်လို့တော့လက်ရှိမှာဝေဖန်မှုတွေရှိနေတယ်ပေါ့လေဒါအမြင်မတူမှုတွေကျွန်တော်ရှိနေတယ်ဆိုတော့သူတို့ရင်ဆိုင်ရမယ့်အသင်းတွေကဘာမှသိမဟုတ်သေးတဲ့အတွက်ပေါ့နော်ဒီလူစင်းရွေးချယ်မှုကအဲအဲ့လောက်တိတော့ထိရောက်မှုရှိချင်မှရှိပါလိမ့်မယ်နော်နိုင်မှာပဲအင်္ဂလန်နေနဲ့နိုင်နဲ့နိုင်တဲ့နဲ့ရှိလာမယ့်ပွဲတွေကဘာမှမှကျွန်တော်မဟုတ်တာကျွန်တော်နိုင်တဲ့နဲ့ဒီလူစင်းနဲ့ဆိုလို့ချင်မနိုင်တဲ့အကြောင်းမရှိဘူးလက်ရှိအဲတူချေရဲ့လက်အောက်မှာလည်းအင်္ဂလန်ဟာတော်တော်ချီနေကောင်းနေတာဆိုတော့အခါကျတော့ဗောနော်နည်းနည်းပြင်းစရာကောင်းကောင်းကောင်းနေမြကြီးကြည်ရတာကဒါပေမဲ့သူတို့ကကြည်ပဲ အန်ဒီရဲ့နေအောင်လို့ပွဲကိုထိန်းချုပ်ကစားနေတာတွေကိုကျွန်တော်ကြည့်နေတော်တော်လေးအဆင်ပြေနေတာဆိုတော့နိုင်မှာပဲရှိပွဲတွေကဘသူယူယူတိုးတော်လည်းပဲတကယ်ကောင်းတဲ့ကစားမားတွေကျွန်တော်ကြံခဲ့ရတယ်ဆိုတော့ညီကလူအနေနဲ့ရောဘယ်လိုမြင်ကြလဲကစားမားတွေဆိုတာကကလပ် level မှာခြေသွမ်းပြထားတာကနိုင်ငံလက်ရွေးစဉ်အသစ်မှာထိုက်တဲ့တဲ့ရွေးချယ်ခံရခြင်းလို့ပဲဒါမှမဟုတ်ဘောနော်အရွေးချင်မခံရဘူးကိုကတကယ်ထိုက်တန်တဲ့ဆွမ်းဆောင်ကြီးပြရတဲ့တန်းနဲ့ကိုကတကယ်အရေးချွေမခံရဘူးဆိုရင်အဲသူတို့တွေကတော့စိတ်ပြည့်စရာပေါ့လေအဲဒါကြောင့်ကျွန်တော်တို့ကြည့်ရင်အင်္ဂလန်လက်ရွေးစင်မှာဒီတစ်ခေါက်ကံမဲ့ international break မှာတကယ်တကယ်ကျွန်တော်တို့ဘောနော် ရွေးတင်တဲ့ကစားမတို့ပါမလားဘူးညီကတို့ဘလူမီညလည်းဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်